အားလုံးမင်္ဂလာပါကျွန်တော်ဒေးဗစ်လာပါဒေးဗစ်လာလို့ပြောလိုက်တာနဲ့ကြိုက်တဲ့သူရှိတယ်မကြိုက်တဲ့သူရှိတယ်ဒေးဗစ်လာလို့ပြောလိုက်တာနဲ့အာတမျိုးမြင်တဲ့သူတွေရှိတယ်ဟိုဟိုဟိုလူစီယတစင်ဒီလူစီယတစင်ကြားပြီးတော့မှပြောလိုက်လည်းရှိတယ်ဒါပေမဲ့ကျွန်တော်ပြောပြချင်းတယ်ဘာသာရေးမှိုင်းတတ်တဲ့လူတချို့ကြောင့်ကျွန်တော်ဟာအာလူအများကြီးရဲ့ အာဒီအမြင်မှားခြင်းကိုခံခဲ့ရတယ်။ဒါပေမဲ့ကျွန်တော်ပြောပြစင်ကျွန်တော်လေချိုလာတွေးတာလည်းမဟုတ်ဘူး။ပွဲလန်တော့ဖျက်ခင်းတာလည်းမဟုတ်ဘူး။ကျော်ခုပြောပြမြန်မာပြည်ရဲ့ဒုက္ခတစ်ခုပြီးတစ်ခုတဘူပေါ်တဘူဆင့်ဒုက္ခတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခု ဖြစ်နေတဲ့အရာတွေပေါ်မှာကြည်ပြီးတော့မှအင်မတန်မှဝမ်းနေရတယ်ပြီးတော့မှအားကိုးစရာလည်းမရှိဘူး အားကိုးစရာလည်းမရှိဘူးပြည်ရလည်းပြတ်တယ်လို့ဖြစ်နေပြီဆိုတော့မြန်မာပြည်အတွက်ကျွန်တော်တတ်နိုင်တဲ့လောက်လဲကူညီကြပါတယ်ဝိုင်းဝန်းကြပါတယ်လှုပ်ဆောင်ကြပါတယ်ဟိုး2020လောက်ကလေးကကျွန်တော်မြန်မာပြည်ကကိုဗစ်စဖြစ်တယ်ပြီးတော့မှ နိုင်ငံရေးတွေဖြစ်လာတယ်အဲ့မတိုင်းခင်လဲဆူနာမီ ပြီးတော့မှနာကိဒါတွေနဲ့တည်နေကြတာဒီမြန်မာပြည်ကကပ်ဘေးရတခုပြီးတခုတခုပြီးတခုတခုပြီးတခုရောက်နေကျွန်တော်စကားကိုခရီးရန်ချင်းချင်းကပဲမနာလိုတဲ့လူတွေလှဲ့လှဲ့ပြီးတော့မှနှစ်နာရီလောက်တရားဟောချက်ကိုမင်းရဲ့ပိုင်းလေးဖြတ်ထုတ်ပြီးတော့မှဗုဒ္ဓဘာသာနဲ့ကျွန်တော်တိုက်ပြီးခဲ့ပြီးတော့ကျွန်တော်ခရီးရန်အစွန်းရောက်လူမျိုးဖြစ်အောင်လုပ်ခဲ့တယ်။ဒါပေမဲ့အခုကျွန်တော်က ကျွန်တော်ဖွဲ့နေပေါ့နော် Emergent Life Foundation အခုအဲလူကေပြန်နဲ့အတူပူးပေါင်းဥဒမကျွန်တော်တို့တရားဝင်မြန်မာပြည်ထဲမှာကူညီဖို့လှုပ်ဆောင်နေပါတယ်စတင်လို့လည်းလှုပ်ဆောင်နေပါပြီကျွန်တော်တို့နေပြည်တော်မှာစခန်းတစ်ခုရုံးခန်းတစ်ခုစကိုင်းမန္တလေးပြည်ဦးလွင်ထားပြီးတော့မှကျွန်တော်တို့ လိုအပ်တာတွေတောက်လျှောက်ကူညီသွားတည်တာမကဘူးပြန်လဲတည်ထောင်ရေးကိစ္စတွေမှာအစပြန်လဲအဲပြီးတော့မှပြုပြင်ဝန်မှပြန်လဲတည်ဆောက်တဲ့ကိစ္စတွေအစကျွန်တော်စက်တိုင်လှုပ်သွားမှာဖြစ်တယ်ဒါပြီးသွားလို့အဲပြီးသွားမှာမဟုတ်ဘူးရှေ့ဆက်ပြီးလှုပ်သွားပဲကိစ္စလည်းရှိတယ်သူဖြင့်ဘာသာရေးအစွန်းရောက်တယ်လို့အာပြောခဲ့ကြတဲ့ဖြစ်အောင်လည်းလုပ်ခဲ့ကြသူသူတွေအကြောင်းလူတွေအမြင်မှားတော့သူတွေကျွန်တော်ပြောပြချင်တယ်အခုဆိုရင်ဇကိုင်းမှာအတိတ်ကကျွန်တော်ဇကိုင်းမှာဘုံတော်ကြီးတွေ မေတ္တလရှင်နေเนาะအာကြံရစ်ခဲ့တဲ့ဟာလာအသက်ရှင်ပြီးတော့ကြံရစ်ခဲ့တဲ့ဘုန်းတော်ကြီးတွေမေတ္တလရှင်နေကိုရင်နေကိုအဓိကကြွေးမွေးကြည့်ရှုဖို့ကျွန်တော်ဖွဲ့တယ်ကျွန်တော်မာတယ်ကျောင်းမှာလူမျိုးအာဘာသာခွဲခြားခြင်းလုံးဝမရှိပဲလှုပ်ဆောင်ခိုင်းနေဆိုတာကျွန်တော်ဖွဲ့တယ်အကုန်လုံးကိုအဲတစ်ပြေးနဲ့တည်လာပါလိမ့်မယ်တရားဝင်လဲအခုကျွန်တော်တို့ Imagine Life Foundation ကနေပြီးတော့မှ လှုပ်ဆောင်နေပါတယ်အဲကြည့်လို့လည်းရပါတယ်အဓိကကျွန်တော်ဗာပြောချင်လဲဆိုတော့မြန်မာပြည်ကဒုက္ခတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုရောက်နေတာကြီးကိုကျွန်တော်မကြည့်ရတော့လို့ပါပြီးတော့မှကုညီမဆမဲ့သူဆိုတာလည်းပဲတကယ်တမ်းကျတော့မရှိသလောက်ပါပဲ။ ဥပမာအချင်းချင်းသာလင်ကူညီနေကြတော့ဥပမာအခုကယ်ဆယ်ရေးဆိုနိုင်ငံအဲဟိုနိုင်ငံဒီနိုင်ငံလာတော့ကူညီကြပါတယ်ဒါပေမဲ့ဒီနိုင်ငံကြီးပြန်လဲတိုးတက်ရေးအောင်မြင်ရေးမှာအဆပေါ့နော်အဆအဆရအားလုံးကကိုထူကိုထပဲလောက်ရတဲ့နိုင်ငံဖြစ်တယ်ဆိုတော့ကျွန်တော်ကျွန်တော်လည်းပဲအခုတက်နိုင်တဲ့လောက်ပြီးတော့မှကျွန်တော်ကိုယုံကြည်မှုနဲ့အလှူရှင်များ ပေးတဲ့အရာပေါ်မှာတပြားတစ်ချက်အဲ လေလွင့်သွားခြင်းမရှိရလေအောင်ကျွန်တော်ကိုယ်တိုင်စီစဉ်ပြီးတော့မှဘယ်နေရာဘယ်ပေးဘယ်နေရာဘယ်ပေးဘယ်နေရာစနစ်ကြလုပ်ပြီးတော့မှ volunteer လုပ်ချင်တဲ့သူတွေကိုယ်စီနဲ့ကိုယ်လုပ်ရကိုကိုကိုခီးစဉ်ကိုယ်ဘာသာကိုသွားကျွန်တော်အဲ့လိုပြောပြီးတော့မှထိထိရောက်ရောက်လှုပ်ဆောင်ဖို့ကျွန်တော်ပြောတာဖြစ်ပါတယ်အခုလဲတကယ်ကိုအာရှိတဲ့နေရာတွေကို ရောက်အောင်သွားဘေးဒုက္ခရောက်နေတဲ့သူတွေပြီးတော့မှအစွန်ဖျားတွေ လူတွေကိုကယ်ဆယ်ရေးမရောက်နိုင်တဲ့နေရာတော့အဓိကသွားလှုပ်ကြကျွန်တော်ဒါတွေပြောတယ်ဒီထက်ပိုတော့အရေးကြီးတဲ့အရာတခုကျွန်တော်ပြောပြချင်တယ်ကျွန်တော်ဘာသာရေးပြောတာလည်းမဟုတ်ပါဘူးနော်စိတ်ချပေးပါကျွန်တော်ဘာသာရေးမဆန်လို့လဲခရိယံဘာသာရေးသမားတွေကကျွန်တော်မကြိုက်တာအများကြီးပါကျွန်တော်ခရိယံဘာသာဆန်ဆန်ကျွန်တော်ပြောတာလည်းမဟုတ်ဘာသာရေးပြောတာလည်းမဟုတ်ဒါပေမဲ့မြန်မာပြည်မှာတကယ်ကူရမဲ့ကေရမဲ့ ြည်သူလူထုတွေအတွက်ကျွန်တော်ကျွန်တော်ဘွားနဲ့ရင်းမလို့ရခဲ့တဲ့တသက်တခုပြောပြချင်တယ်ကျွန်တော်ခရိယန်ဘာသာဝင်တယောက်အနေနဲ့မိဘကခရိယန်အဖေခရိယန်အမေခရိယန်ပေါက်ဖွားလာခဲ့ပေမဲ့ကျွန်တော်ကကြည်ပြင်းလာတဲ့အချိန်မှာဘဝမှာဒုက္ခတွေ ရင်ဆိုင်ခဲ့ရတယ်အထူးသဖြင့်ကျွန်တော်တည်ရရှင်ဖြစ်ခဲ့တဲ့အချိန်မှာကျွန်တော်ဘဝမှာခရိယံကျွန်တော်မကဲပါဘူးခရိယံမကဲပါဘူးဖျားเจ้าတွေကလည်းကျွန်တော်မကဲပါဘူးအမျိုးတွေကလည်းကျွန်တော်မကဲပါဘူးအဲ့ဒီအချိန်မှာကျွန်တော်ကုရမဲ့ကဲရမဲ့ဖြစ်တဲ့အချိန်မှာငငယ်တုန်းကဆရာမလေးတယောက်ပြောပြဘူးတဲ့ ခေါ်ရင်ထူးတဲ့ဖရာရှိတယ်ဆိုတော့စကားတန်လေးကိုကျွန်တော်ကြားပြီးတော့ကျွန်တော်ဘုရားမှာအဲ့ဒီခေါ်ရခေါ်ရင်ထူးတဲ့ဖရာရှိတယ်ဘယ်လူမျိုးမဆို ကောင်းသည် ဆိုးသည်မရွေးဘာသာမရွေးလူမျိုးမရွေးအဆင့်အတန်းမရွေးအခြေအနေမရွေးကဲ့တင်တဲ့အရှင်ရှိတယ် အဲ့ဒါတော့ယေရှုခရစ်တော်ဖြစ်တယ်လို့ကျွန်တော်ပြောပြခဲ့ဘူးလေအဲ့လိုပြောလို့ကျောင်းကြီးကမောင်မတော်ကျွန်တော်ခရစ်ယာန်ဘာသာကြောင်းပြောတာမို့ခရစ်ယာန်ဘာသာနဲ့ခရစ်ယာန်ဘာသာယေရှုခရစ်တော်လာတည်ထောင်ခဲ့တာလည်းမဟုတ်ဘူးခရစ်ယာန်ဘာသာရဲ့ဖခင်လည်းမဟုတ်ဘူးယေရှုခရစ်တော်ဆိုတာယေရှုဆိုတဲ့အတိတ်ပဲကလူသားအလုံးကဲတင်သောအရှင်ယေရှုဆိုတာကဲတင်ရှင်လို့အတိတ်ပဲရတယ် ဒီနေ့ကျွန်တော်ပြောချင်တဲ့သတင်းစကားနောက်ဘလို့ဘေးတွေထတ်ကြုံရမလဲမသိဘူးမြန်မာပြည်ကြီးอ่ะအခုလဲငလင်ရမပြီးသေးဘူးမုံတိုင်းကထတ်လာတော့မယ်ကဲစေရေးပဲရှိသေးတယ်ပြန်လဲအဲပြန်လဲအဲပြုပြင်တိဆောက်ရေးလာပြန်လဲအာပြန်လဲတီထောင်ရေးလာဘယ်လိုပြောလဲတော့ကျွန်တော်မသိဘူးဒါတွေကျွန်တော်တို့ကိုအလင်းမီလုံနိုင်ဖို့ရန်အတွက်က အခုလက်တော်မှာမလုံနိုင်သေးဘူးမုံတန်းလည်းဝင်လာတော့မယ်ကျွန်တော်ဆိုရင်ခုအဲတရုတ်ပြည်နဲ့ထန့်တင်မှာတယ်မှာပြီးတော့မှမိုးလုံးလေးလုံးထန့်တင်အာရွက်ဖြင့်တဲတွေပေါ့ဗျာအဲ့ဒါတွေကိုရတဲ့လောက်ကျွန်တော်မှာပြီးတော့မှအာရတဲ့လောက်တော့ကျွန်တော်မှာနေပါတယ်အဲ့ဒါရရင်လဲချက်ချင်းပို့ပြီးတော့မှအဲ့ဒါတော့မှမုံတန်းကိုဒဏ်ကိုခံနိုင်ပါမလားဘောနော်အာခံနိုင်မယ်တော့ကျွန်တော်မထင်ပါဘူးဒါပေမဲ့မိုးလုံးလေးလုံးတော့ဖြစ်မှာပေါ့ယာယီပေါ့ ်ဆိုတော့ဒုက္ခတစ်ခုပြီးတစ်ခုတစ်ခုပြီးခုလာတဲ့အခါမှာကျွန်တော်အနေနဲ့ကျွန်တော်ခုပြောတဲ့စကားခရိယန်တွေအတွက်ပြောတဲ့စကားမဟုတ်ခရိယန်ဘာသာဆွဲတဲ့စကားလည်းမဟုတ်ဘူးခရိယန်ဖြစ်ဖို့လည်းကျွန်တော်ပြောနာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ငငယ်တုန်းကကျွန်တော်ဘဝမှာသေကံနေဖြစ်တဲ့အချိန်မှာ ခေါ်ရင်ထူးတဲ့ဖရာရှိတယ်မွတ်စလင်ခေါ်လဲထူးတယ်ဟိန္ဒူခေါ်လဲထူးတယ်ဗုဒ္ဓဘာသာခေါ်လဲထူးတယ်ခရိယန်ခေါ်လဲထူးတယ် လူစိုးလူမိုက်ခေါ်လဲထူးတယ်လူမျိုးမရွေးဘာသာမရွေးအဆင့်တမရွေးခေါ်ရင် ထူးတဲ့ယေရှုရှိတယ်ဆိုတာကိုကျွန်တော်ကူရမဲ့ကေရမဲ့ဖြစ်သွားတဲ့အချိန်မှာ ကျွန်တော်ခေါ်ခဲ့ပါတယ်ခေါ်တဲ့အခါမှာကျွန်တော်လိုမိဘစကားနားမထောင်တဲ့ကောင် ကျွန်တော်လိုဘာမှမရည်ရတဲ့ကောင်တယောက်ရဲ့ခေါ်တဲ့အတန်ကိုကြားပြီးတော့ဒီအသက်ရှင်တဲ့ယေရှုဖခင်ကကျွန်တော်ဘဝကြီးတစ်ခုလုံးကို အသက်ဘေးရနေလွတ်မြောက်စေတီတာမကဘူးကျွန်တော်ဘဝတစ်ခုလုံးပြောင်းလဲစေခဲ့ပြီကျွန်တော်ကတိရစ္ဆာန်တာတာလောက်ရှိတဲ့ဘဝနဲ့ကျွန်တော်ဖြစ်ချင်တဲ့ဘဝတွေကိုရောက်ရှိလာခဲ့ပါတယ်။ဒါကြောင့်အခုချိန်မှာဘယ်ဘာသာဘာသာတိုင်းအားလုံးကောင်းပါတယ်ညီကိုမောင်မတော်ဒါမဲ့အခုကျွန်တော်လိုနာကဲတင်တဲ့အရှင်လိုအပ်နေတယ်အဲ့ဒီကဲတင်ရှင်ကတော့ယေရှုခရစ်တော်ဖြစ်တယ်ဆိုတာကို ကျွန်တော်အားလုံးကိုတကယ်ချစ်တဲ့စိတ်နဲ့ပြောပြစေသင်ဟာဒုက္ခထဲမှာကြုံတွေ့လာခဲ့ရင်သင်မွတ်စလင်ဖြစ်ဖြစ်မယ်ဗုဒ္ဓဘာသာဖြစ်ဖြစ်မယ်ဟိန္ဒူဖြစ်ဖြစ်မယ်အာခရစ်ယာန်ဖြစ်ဖြစ်မယ်ဘာသာဘယ်ဘာသာဖြစ်ပါစေသင်ဒုက္ခတကယ်ရောက်လာပြီဂျင်းတဲ့ကြက်တဲ့ရောက်လာပြီမျော်လင့်စရာမရှိတော့အဖြေမရှိတော့ဘူးဘယ်သူ့ကိုအားကိုယ်လို့အားကိုယ်မှာမတိတော့ဘူးဆိုရင်ယေရှုကိုခေါ်ကြည့်ပါဗျာ ယေရှုဖရားလို့ခေါ်ကြည့်လိုက်ပါသူတကယ်ထူးပါလိမ့်မယ်လို့ကျွန်တော်ပြောပါရစေကျွန်တော်ဘွားနဲ့ရင်းမလို့ခရိယံဖြစ်ဖို့ကျွန်တော်ပြောနေခရိယံဘာသာဆွဲတာလည်းမဟုတ်ဘူးနော်ခရိယံဖြစ်ရလဲမလို့ဘူးနော်ဒါပေမဲ့တကယ်ဒုက္ခရောက်လာရင်အဲ့ဒီယေရှုဖရားကတကယ်အသက်ရှင်ပြီးတော့ခေါ်ရင်ထူးတဲ့ဖရားဖြစ်တယ်ဆိုတာကို တင်တက်တည်ရစီချင်းလို့ဘလောက်ဘေးတွေထက်ကြအောင်လဲကျွန်တော်မသိဘူးဘယ်ဘေးတွေထက်လာအောင်လဲမသိဘူးဒါကြောင့်ကေတင်ရှင်ယေရှုရှိတယ်ဆိုတာလေးတော့ကျွန်တော်မြစ်တာနဲ့တရင်ကောင်ပါလိုက်ပြစီပွဲလန်လို့ဖျက်ခင်းတာမဟုတ်ဘူးနော်ဘာသာရေးလာပြောတာလည်းမဟုတ်ဘူးနော်ဘာသာတိုင်းအားလုံးကောင်းတယ်နော်ဒါပေမဲ့ လူကအကောင်းဆုံးစူးစမ်းနေလဲဘာသာရေးပေတံနဲ့တိုင်းရင်မမိနိုင်ဘူးဗျကျွန်တော်ကောင်းမှုကုသိုလ်တွေဒါကြောင့်အားပေးခြင်းတွေရတကူကကောင်းတဲ့သူပေါ်မကောင်းတဲ့သူပေါ်မိုးတူတူရွာပေးတယ်နေတူတူပူပေးတယ်ခေါ်ရင်ထူးတယ်အဲ့ဒီဒုက္ခထက်နဲ့ကဲတင်တော့အရှင်ယေရှုရှိတယ်ဆိုတာကို ပုတုရှင်လူသားအားလုံးကိုကျွန်တော်အတိပေးပါရစေဒုက္ခရောက်ခဲ့ရင်အခက်ခဲတွေကြုံလာခဲ့ရင်မျောလင့်စရာမရှိတော့ရင်ကိုရမဲ့ကြေရမဲ့ဖြစ်ရင်အနာဂတ်ပျောက်လူမတက်ဖြစ်ရင်ခေါ်ကြည့်ပါဗျာယေရှုဖျားလို့ခေါ်ကြည့်ပါခရိယံဖြစ်เสียမလိုဘူး တင်ဗုဒ္ဓဘာသာဖြစ်ဖြစ်မယ်ဟိန္ဒူဖြစ်ဖြစ်မယ်မွတ်စလင်ဖြစ်ဖြစ်မယ်ခရစ်ယာန်ဖြစ်ဖြစ်မယ်ကျွန်တော်ခရစ်ယာန်ဖြစ်ခဲ့တဲ့နှစ်ပေါင်းများစွာဘာမှမထူးဘူးဒါမှထူးတာကြတော့ကျွန်တော်ဘဝကြီးရောပရိစ္ဆာတာတာလောက်ကနေဒီလိုမျိုးလူတစ်လုံးသူတစ်လုံးဖြစ်လာအောင် တကယ်မဆာခဲ့တာယေရှုခရစ်တော်ဖရားပါသူကခရိယံဘာသာဖရားမဟုတ်ဘူးလူသားအားလုံးကိုကယ်တင်တဲ့အရှင်ဒုက္ခရောက်လာရင်ခေါ်ကြည့်ကြပါဘယ်ဘေးတွေဆက်ကြုံလဲမသိတဲ့အတွက်ကြောင့်ခေါ်ကြည့်ကြပါလို့ကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်ပေးပါသားမဆိုခေါ်လို့ရပါတယ် ဘယ်လိုမျိုးမဆိုခေါ်လို့ရပါတယ်ဘယ်လိုဒုက္ခထဲမှာပဲရောက်နေပါစေခေါ်လို့ရပါတယ်ခေါ်ကြည့်ပါကျွန်တော်ခေါ်တဲ့အခါမှာထူးခဲ့တဲ့မာစားခဲ့တဲ့လမ်းပြခဲ့တဲ့ယေရှုကသင်ခေါ်ရင်လည်းထူးပါလိမ့်မယ်ယေရှုကငါဒီလမ်းကြီးဖြစ်တယ်လို့ပြောတဲ့အတွက်ကြောင့်လမ်းမရှိတော့တဲ့သူတွေ အပြည့်မရှိတော့တဲ့သူတွေယေရှုကိုခေါ်ကြည့်ကြပါဗျာယေရှုဖရာယေရှုဖရာလို့ရိုးရိုးလေးပဲခေါ်ကြည့်ပါ သင်သက်တည်ရပါလိမ့်မယ်သင်ဘဝကြီးရဲ့အနာဂတ်တွေလင်းလက် တောက်ပလာပါလိမ့်မယ်ဒီဒုက္ခတွေကြားမှာနှုတ်ဤဆောင်မှခြင်းလက်ဤဆောင်မှခြင်းပြုနေပေမဲ့လည်းကျွန်တော်ဒါကိုမပြောရင် လာမဲ့အနာဂတ်ဘေးဒုက္ခတွေကြုံတွေ့လာတဲ့အခါမှာကုရမဲ့ကေရမဲ့ဘသူခေါ်မှမသိမှဆိုလို့ကျွန်တော်ပြောလိုက်ရချင်းဖြစ်ပါတယ်။ဘာသာဆွဲခြင်းလုံးဝမဟုတ်ပါ။ဘာသာတိုင်းကိုလေးစားပါတယ်။ဘာသာတိုင်းကိုချစ်ပါတယ်။အခုလဲကျွန်တော်ကုညီတဲ့အခါမှာဘာသာမရွေးလူမျိုးမရွေးကိုကုညီဖို့ကျွန်တော်ကိုယ်တိုင်ဝင်လို့မရသေးတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့အဖွဲတွေအားလုံးကိုဘာသာမရွေးလူမျိုးမရွေးတကယ်ဒုက္ခရောက်တဲ့အချိန်တွားပြီးကူကြပါလို့ ျွန်တော်ပြောတဲ့သူပါဒီအတွက်ကြောင့်ကျွန်တော်စေတနာကိုကျွန်တော်ကြိုက်ချင်မှလည်းကြိုက်မယ်မကြိုက်ချင်လည်းမကြိုက်ဘူးဒါမဲ့ကျွန်တော်စေတနာမေတ္တာတကယ်အစစ်မှန်နဲ့ပြောတာဖြစ်တဲ့အတွက်ကြောင့်တင်ငွေကြီးပြဒနာအိမ်အောင်ရေးပြဒနာအသက်ဘေးဒုက္ခမျိုးစုံကြုံတွေ့ရတဲ့အခါမှာယေရှုဖျား မာဇာပါလို့တခွန်းလေးစစ်နှလုံးပါပြီးတော့ခေါ်ကြည့်ပါဗျာဒါလေးကိုကျွန်တော်မပြောလို့မရလို့ပါကျွန်တော်ခေါ်တဲ့အခါမှာဒီဖယားတကယ်ထူးခဲ့တဲ့ခရိယံဖြစ်လို့ထူးတာမဟုတ်ဘူးခရိယံပေးတာနဲ့တိုင်းရင်လေကျွန်တော်ကမမိပါဘူးအဲ့တုန်းကလည်းပဲဒါမဲ့ကျွန်တော်ခေါ်တဲ့အခါမှာထူးခဲ့တယ်ခေါ်ကြည့်ပါကျွန်တော်ပြောပြစီ ကျွန်တော်မေတ္တာနဲ့ဝေငှပြစေဘေးစိုးမျိုးမျိုးကနေခင်လို့ကြပါစေဗျာ